အလုံးမင်းမင်္ဂလာပါဗျာကောင်းဆက်တဲ့နေတာလာပါဗျာလဲကြိုဆိုလိုက်ပါတယ်ခမရအခုသင်ဆက်ပေးမယ့်ရောက်သားပြီးတော့ဘာလဲတော့နေဦးဒေါ်လာရေးမှာပြီးပါထွက်သွားတဲ့ဝင်ကြီးတွေနဲ့ပတ်သက်ပြီးချေကုံတော်ပြောလာတဲ့ရုပ်သံပြီးတော့ဘာလဲကိုသင်ဆက်ပေးလိုက်ပါတယ်ခမရညချေကုံတော်ကပြီးပါထွက်သွားတဲ့ဝင်ကြီးတွေနဲ့ပတ်သက်ပြီးဘာလဲဘလို့ပြောဆိုနေသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေလားတုံးတဲ့ဝေဖန်ပေးကြပါဦးခမရအားလုံးကိုလည်းကောင်းဆက်တဲ့နေတာလာပါအတူပဲကျေးဇူးတင်ရှိပါတယ်ခမရ ဒီနေ့မြန်မာနိုင်ငံရဲ့တော်လှန်ရေးအခြေအနေနိုင်ငံရေးအခြေအနေကဘယ်အခြေအနေကိုရောက်နေပြီလဲဘာတွေဖြစ်နေပြီလဲဆိုရင်အဓိကကတော့ဒီကန်ကြမာနဲ့လောင်ကြီးထက်နေတာပေါ့နော်အဓိကကတော့ဒီကနေ့ကျွန်တော်တို့မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတော်လှန်ရေးအခြေအနေကအာနာနဲ့အာနာရဖို့အတွက်ကန်ကြမာနဲ့လောင်ကြီးထက်နေတဲ့အခြေအနေကိုရောက်နေပါတယ်အဲ့တော့ခုလက်ရှိမြန်မာနိုင်ငံမှာအောက်စုနှစ်စုပဲရှိပါတယ်တစုက စစ်အာဏာရှင်ကိုမကြိုက်လို့စစ်အာဏာရှင်ဖြုတ်ချရေးအတွက်တော်လှန်ရေးလုပ်နေတဲ့အုပ်စုရဲ့စစ်အာဏာရှင်ကိုအမိပြုတ်ပြီးတော့မှအနာဂတ်နဲ့ကံကြမ္မာကိုလောင်းကြီးထပ်ပြီးတော့အာနာရဖို့စစ်အာနာရှင်ကိုအမိပြုတ်နေတဲ့အုပ်စုရဲ့အော်ဒီကနေ့မြန်မာနိုင်ငံမှာအုပ်စုကနှစ်စုပဲရှိပါတယ်စစ်အာနာရှင်တော်လိုင်းရဲ့အုပ်စုနဲ့စစ်အာနာရှင်ကိုအမိပြုတ်ပြီးတော့မှအာနာရေးအာနာရဖို့အတွက် စ조사နေတဲ့အုပ်စုအဲ့ဒီအုပ်စုနှစ်စုပဲရှိပါတယ်အဲ့တော့ပထမအုပ်စုကိုအရင်ပြောပါမယ်စစ်အာဏာရှင်ကိုအမိပြုပြီးတော့မှအာဏာရဖို့အတွက်조사နေတဲ့အုပ်စုအဲ့ဒါကဘယ်အုပ်စုလဲဆိုတော့ဘယ်တော့မှလူလူထောက်ခံမှုမရှိတဲ့နိုင်ငံရေးမှာဘလို့ပေးဆက်မှုတမိုင်းအစင်လာမမရှိတဲ့နိုင်ငံရေးပေါ်မြန်မာပြည်သူလူထုအပေါ်စေတနာမရှိတဲ့အုပ်စုတွေပေါ့နော်အဲ့ဒါဘယ်လိုအုပ်စုလဲဆိုတော့နိုင်ငံရေးပါတီအုပ်စုတွေ မြန်မာပြည်လူလူပေါ်မှာစေတနာလည်းမရှိဘူးပေးဆက်မှုလည်းမရှိဘူးသူတို့သိတာကဩရွာပြက်ရင်တောင်မှအ ਨੇ ဆုံးတော့ငါတို့တကြီးဖြစ်ရမယ်ဆိုတဲ့အုပ်စုเนาะအဲ့တော့ဘလို့အုပ်စုမျိုးလဲဆိုတော့အခုအခုမင်းအွန်လိုင်းလုံမဲ့ရွေးကောက်ပွဲမှာရွေးကောက်ပွဲဝင်ဖို့စူးစမ်းနေတဲ့နိုင်ငံကြီးဇက်ပြက်အုပ်စုတွေပေါ့ဗျာအတတ်ခိုင်းတို့ကိုကိုကြီးတို့အတဆညာပါတီတို့တချို့ဟောတချို့တိုင်းရင်းသားပြည်နယ်မှာတောင်မှ တိုင်းရင်းသားတွေကိုတိုင်တောင်မထောက်ခံတဲ့တိုင်းရင်းသားပါတီတချို့เนาะတက်ခိုင်းတို့ကိုကြီးတို့အုပ်စုကစစ်တပ်ကိုအမိပြုတ်ပြီးတော့မှအာဏာရဖို့အတွက်စူးစမ်းနေတဲ့အနာဂတ်နဲ့ကံကြမ္မာကိုလောင်းကြီးထက်ကြတဲ့လူတွေပေါ့ဗျာအဲ့တော့အနာဂတ်နဲ့ကံကြမ္မာကိုလောင်းကြီးထက်တဲ့နေရာမှာကျွန်တော်မြန်မာနိုင်ငံမှာအုပ်စုနှစ်စုရှိတယ်။တစ်စုကစစ်အာဏာရှင်ပြုတ်ကျသွားရင်မြန်မာနိုင်ငံဟာကမ္ဘာအလယ်မှာထင်ရှားတဲ့ဖက်ဒရယ်ပြည်ထောင်စုနဲ့ နိုင်ငံတကာနဲ့အစ်စ်မီရင်မောင်းတန်းနိုင်တဲ့နိုင်ငံဖြစ်ဖို့အတွက်ကြိုးစားနေတဲ့အုပ်စုနဲ့နိုင်ငံကိုစစ်အာဏာရှင်အောက်ထဲမှာပဲထားပြီးတော့ငါတို့အာဏာရရင်ပြီးရောဆိုတဲ့အုပ်စုအဲ့ဒီအုပ်စုနှစ်စုမှာဒီဘက်ပထမအုပ်စုကတော့သူတို့လောင်ကြီးထက်တဲ့ပုံစံကရိုးရိုးရှင်းရှင်းလေးပါပဲတကယ်ကိုရိုးရိုးရှင်းရှင်းလေးပဲတရားသူကြည့်သူတို့မျှော်လင့်တာကစစ်တပ်ကဘလို့အခြေအနေမျိုးမှာပဲဖြစ်ဖြစ်ရွေးကောက်ပွဲကို မဖြစ်ဖြစ်တဲ့နီးနဲ့ အနာကိုအတုံးပြုတ်ပြီးတော့မှဟိုလိန်စင်ညန်းစင်တွေကိုအတုံးပြုတ်ပြီးတော့မှစစ်တပ်ကရွေးကောက်ပွဲကိုမဖြစ်မနေလုပ်ပေးမယ်ပေါ့နော်အတုအယောင်ဟန်ပြရွေးကောက်ပွဲကိုစစ်တပ်ကမဖြစ်မနေလုပ်ပေးမယ်အဲ့ဒီရွေးကောက်ပွဲမှာစစ်တပ်ကိုအမိပြုတ်ပြီးတော့မှငါတို့လိုက်ပါခဲ့ရင်ငါတို့တော့နေရာတစ်ခုအနာတစ်ခုကိုတော့ရမယ်ဆိုတော့မျောလင့်ချက်နဲ့ဒီကောက်ပွဲဝင်ကြတဲ့ပါတီတွေเนาะတသက်ခိုင်တို့ကိုကိုကြီးတို့တခြားမထင်ရှားတဲ့ပါတီတွေရောပေါ့သူတို့ကတော့ ရွေးကောက်ပွဲဝင်ဖို့အတွက်ကြိုးစားနေကြတယ်နော်သူတို့ကလည်းသူတို့ကံကြမ္မာကိုသူတို့လောင်းကြီးထက်တာပဲလေနော်တကယ်လို့မင်းအောင်နိုင်ကဒါရွေးကောက်ပွဲကိုလုပ်ပေးနိုင်ခဲ့ရင်သူတို့ဒီတည့်ချက်အစိုးရဖြစ်မယ်အစိုးရအဖွဲ့ဝင်နေရာရမယ်သူတို့အာဏာရမယ်မင်းအောင်နိုင်ကဒါရွေးကောက်ပွဲမလုပ်ပေးနိုင်ခဲ့ဘူးနော်ဒီ2025နဲ့2026ကြားမှာမင်းအောင်နိုင်နဲ့မြန်မာနိုင်ငံရဲ့အာဏာသိမ်းစစ်တပ်ကကြဆုံသွားခဲ့ရင်သူတို့ရဲ့ဘဝအနာဂတ်သူတို့သမီးသားစုလုံးရွှေစင်မျိုးဆက်အနာဂတ်သမိုင်းကြောင်းတလျှောက်လုံး ဖက်ဆယ်လို့မရအောင်ပြည်သူလူတို့ရဲ့တတွေးွက်တဲ့မျောလောက်အောင်ပျက်စီးသွားမယ်ကံကြမ္မာကိုသူတို့လောင်းကြီးထက်လိုက်တာပဲအဲ့တော့ကျွန်တော်တို့ဘက်ကလည်းစစ်တပ်ကဒီလာမဲ့2025မှာရွေးကောက်ပွဲလုပ်နိုင်ခဲ့တယ်စစ်တပ်ကလုပ်တဲ့ရွေးကောက်ပွဲအောင်မြင်သွားတယ်စစ်တပ်ကကြိုတင်ပြင်ဆင်ထားတယ်လို့ပဲမြန်မာနိုင်ငံရဲ့ဒုတိယစစ်တပ်ဖြစ်တဲ့တက်ခိုင်ဖွံ့ဖြိုးရေးပါတီကဘ ਹੁ အစိုးရအဖွဲ့မှာအကြီးဆုံးနေရာရမယ်ကျန်တဲ့သူ့ရဲ့အောက်က ကိုကိုကြီးတို့တသက်ခိုင်းတို့အခုရွေးကောက်ပွဲဝင်မဲ့အဲတာညနာတွေတောင်မှမထောက်ခံတဲ့တာညနာပါတီတချို့တွေအဲသူတို့ကလည်းတွယ်ဝိုက်ပြီးတော့မှပြည်နယ်ဝင်ကြီးချုပ်လို့အဲပြည်နယ်ဝင်ကြီးဆိုတဲ့နေရာလောက်ကိုသူတို့ရမယ်ဆိုပြီးတော့မှမျှော်မှန်းထားတယ်။ဒါကသူတို့ရဲ့လောင်ကြီးပဲလीနော်သူတို့ဘဝနဲ့အနာဂတ်ကိုသူတို့ကလောင်ကြီးထက်ကြတယ်။ကျွန်တော်တို့ပြည်သူလူထုကလည်းပဲစစ်အာဏာရှင်ကိုအမြင့်ပြုတ်အောင်တိုက်မယ် မြန်မာနိုင်ငံဟာပွင့်လင်းလွတ်လပ်တဲ့ဖက်ထရယ်ပြည်ထောင်စုကိုရအောင်ထူထောင်မယ်စစ်အာဏာရှင်လက်အောက်မှာလုံးဝမနေလိုဘူးဆိုတဲ့စိတ်နဲ့တော်လှန်ရေးလုပ်တယ်ဒီရွေးကောက်ပွဲကိုပြက်ပြက်တတဆန့်ကျင်တယ်ရွေးကောက်ပွဲပျက်စီးသွားအောင်လည်းလုပ်မယ်ရွေးကောက်ပွဲပျက်စီးသွားပြီးတဲ့နောက်စစ်အာဏာရှင်မှာတခါတည်းပြုတ်ကျသွားအောင်တော်လှန်ရေးလုပ်မယ်ဆိုတဲ့အနာဂတ်ကံကြမ္မာကိုလောင်းကြီးထပ်ပြီးတော့မှကျွန်တော်တို့ပြည်လူလူထုကတော်လှန်ရေးလုပ်တယ်အဲ့တော့အဲ့ဒီအနာဂတ်ကံကြမ္မာကိုလောင်းကြီးထပ်တဲ့အုပ်စုနှစ်စုထဲမှာကျွန်တော်တို့ပြည်လူလူထုကတော့တန်း90ရှိတယ် အာနာကိုခွေးသူပေါက်ကနေရချင်တဲ့အုပ်စုကအနှဲငယ်ပဲရှိတယ်အအခုဒီတသက်ခိုင်းတို့ကိုကိုကြီးတို့ရဲ့စဉ်းစားတဲ့ပုံစံကတိတ်ကိုရိုးရှင်းပါတယ်ကျွန်တော်တို့ဟိုနိုင်ငံရေးသမားတယောက်ရဲ့စဉ်းစားတဲ့အသွေးခုံမျိုးမဟုတ်ပါဘူးတာမန်ရက်ွက်ထဲကဒီအရွယ်မရောက်သေးတဲ့ခလေးတယောက်ရဲ့စဉ်းစားတဲ့ပုံစံမျိုးပါရှင်းပါတယ် ပြည်သူလူထုကချစ်မြတ်နိုးပြီးတော့မှပြည်သူလူထုထောက်ခံတဲ့ခေါင်းဆောင်တွေအကုန်လုံးကိုဖမ်းထားတယ်။ပြည်သူလူထုထောက်ခံတဲ့ပါတီကလည်းမရှိတော့ဘူး။အဲ့တော့စစ်တပ်ကရွေးကောက်ပွဲလုပ်ရင်ဘယ်သူ့ကိုရွေးမလဲ။မရှိရင်တခုခုတော့ရွေးရွေးရမယ်ပေါ့။အဲ့တော့ရွေးရမယ်ဆိုရင်တင့်ချက်ဒေါအောင်ဆန်းစုကြည်ထောင်ထဲမှာမြန်မာတနိုင်ငံလုံးကချစ်မြတ်နိုးတဲ့ဒေါအောင်ဆန်းစုကြည်ထောင်ထဲမှာဒေါအောင်ဆန်းစုကြည်ပါတီလည်းမရှိဘူး။ NLD ပါတီလည်းမရှိဘူး။အဲ့တော့ရွေးကောက်ပွဲလုပ်ရင်ငါတို့ကတော့ရွေးကောက်ပွဲဝင်ရင်ယာတူးရမယ်ဆိုပြီးတော့မှရွေးကောက်ပွဲကိုပြည်သူလူထုနဲ့စန့်ကျင်ပြီးတော့မှ အနာကက်ကန်ကြမှာကိုလောင်းကြီးထပ်ပြီးတော့မှရွေးကောက်ပွဲကိုဝင်တယ်တော်တော်ရိုးရိုးရှင်းရှင်းလေးပဲနော်ဘာမှနိုင်ငံရေးသမားတယောက်ရဲ့စဉ်စဉ်းစားပုံစံနိုင်ငံရေးသမားတယောက်ရဲ့အသွေးခေါ်မဟုတ်ဘာမှကိုမပါတာရိုးရိုးရှင်းရှင်းလေးပဲလူလူထောက်ခံတဲ့အတူပြည်သူလူထုကချစ်မြတ်နိုးတဲ့အတူပြည်သူလူထုကထောက်ခံတဲ့ပါတီမရှိတော့ဘူးပြတ်သွားပြီနော်ခေါင်းဆောင်တွေကလည်းထောင်ထဲမှာဆိုတော့ဒီအချိန်မှာယူကောက်ပွဲဝင်ရင်ငါတို့နေရာရမယ် အနာရမယ်ဆိုတဲ့စိတ်နဲ့ဝင်တယ်။ဘာနိုင်ငံကြီးတမားတယောက်ကြီးအတူခေါ်မှာမဟုတ်ဘူး။အဲ့တော့သူတို့ကလည်းသူတို့ရဲ့အနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တယ်။ကျွန်တော်တို့ပြည်သူလူထုကလည်းကျွန်တော်တို့ရဲ့အနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်ပြီးတော့မှတော်လန်ကြီးလုပ်တယ်။အဲ့တော့ကျွန်တော်တင်စားပြီးတော့မှပြောရရင်ဒီ2025ခုနှစ်ကမြန်မာနိုင်ငံဟာအနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်လို့ပြောလို့ရပါတယ်။ကျွန်တော်တို့အဲ့လိုတင်စားခြင်းတယ်။နော်အဲ့တော့အဲ့တော့ချင်းချင်းလေးပဲအရာအားလုံးကတော့ ကွဲပြီးမှအရှုံးနိုင်ပုံမယ်ကွဲပြီးမှအဖြေသိမယ်အဲ့တော့ကွဲပြီးရင်ကျွန်တော်တို့ဘယ်နေရာမှာရက်တည်ကြမလဲအရှုံးဘက်မှာလက်ခံနိုင်လားမနိုင်နိုင်အောင်ကြိုးစားမလားကျွန်တော်တို့မှာရွေးချယ်ပြနှစ်ခုပဲအဲ့ကျွန်တော်တို့ပြည်သူလူထုအားလုံးကပြည်သူလူထုရဲ့ဆုံးဖြတ်ချက်နဲ့ရွေးချယ်လိုက်တဲ့ဒီစစ်အာဏာရှင်ပြုတ်ကြရေးတော်လှန်ရေးကိုကျွန်တော်တို့ကတော့တရားရာဂိုင်းနှုံးအပြည့် အနိုင်နဲ့ပဲအဆုံးသတ်စေရမယ်ကျွန်တော်တို့နိုင်ကိုနိုင်စေရမယ်အဲ့ဒီအတွက်ဒီတော်လှန်ရေးကိုအခါတိုင်းဖြစ်ဒီကထက်နှစ်ဆပူပြီးတော့မှတိုးပြီးတော်လှန်လက်ရမယ်ဘာလို့လဲဆိုတော့ဒီ2025ခုနှစ်ကကျွန်တော်တို့မြန်မာပြည်သူလူထုတရက်ရုံလုံးရက်အနာဂတ်ကံကြမ္မာကိုလောင်းချထက်တဲ့နှစ်ဖြစ်ပါတယ်ဒီဘက်ကအာနာရှင်အုပ်စုကလည်းသူတို့ကလည်းသူတို့ရဲ့ကံကြမ္မာကိုလောင်းကြီးထက်တယ်ကျွန်တော်တို့ပြည်လူကလည်းကိုယ်ကံကြမ္မာကိုဟိုလောင်းကြီးထက်တဲ့နှစ်ပါအဲ့တော့ပွဲပြီးလို့အဆုံးသတ်တဲ့အခါမှာကျွန်တော်တို့က အောင်လံကိုစုဖူးပြီးတော့မှအောင်နိုင်သူအဖြစ်နဲ့တမိုင်းမှာတပြေးတင်ပြီးတမိုင်းထိုးရမယ်စုလက်ကိုကျွန်တော်ပိုင်ဆိုင်ခြင်းနဲ့အဲ့ဒီတော့တော်လှန်ရေးကိုအရင်ကထက်နှစ်ဆတိုးပြီးတော့မှပို့ပြီးတော့တော်လှန်ရမှာဒီ2025ခုနှစ်ကကျွန်တော်တို့မြန်မာပြည်သူလူထုနဲ့မြန်မာပြည်ရဲ့ကံကြမ္မာအဆုံးဖြတ်ပေးမယ်နှစ်ပဲဖြစ်ပါတယ်အဲ့တော့ဒီမြန်မာပြည်ကိုစစ်ဘိုလ်ချုပ်တွေအောက်ချုပ်စေခြင်းနဲ့အိမ်နီးချင်းနိုင်ငံတွေ အာနာရှင်နိုင်ငံတွေအာဆီယံအုပ်စုကတော့ခုစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲကိုသူတို့ကဟိုထောက်ခံယုံတယ်မကဘူးဓာတ်ရိုက်ကိုအကူအညီပေးနေမှာတိတ်တေကြတယ်အော်အိန္ဒိယနိုင်ငံအာဆီယံကွန်မြူနစ်နိုင်ငံတွေတရုတ်တို့ရုရှားတို့အိန္ဒိယတို့လာအိုတို့ကမြန်မာနိုင်ငံစစ်တပ်အာဏာတည်မြဲရေးအတွက်ရွေးကောက်ပွဲကိုဟိုထောက်ခံယုံတယ်မကဘူးသူတို့ကဟိုဓာတ်ရိုက်ကိုအကူအညီပေးမှာ ဘာလို့လဲဆိုတော့မြန်မာနိုင်ငံကဒီစစ်တပ်အုပ်ချုပ်နေမှာမြန်မာပြည်သူလူထုကတစ်ချက်ဆင်းရဲမယ်၊မွဲတေမယ်၊ပညာမဲ့မယ်၊အလုတ်ကန်ရှားပါမယ်။အဲ့ဒါလို့ဖြစ်လာရင်မြန်မာနိုင်ငံကတရံသာတာတွေကိုဟိုတူတူတန်တန်ဈေးနဲ့နိုင်ငံတကာပေါက်ဈေးနဲ့မရောနိုင်ပဲနဲ့စစ်တပ်ကိုအကူအညီပေးခဲ့တဲ့နိုင်ငံတွေကိုစစ်တပ်ကပြန်ပြီးတော့မှလက်ထိုးမယ်။တခိုးဈေးနဲ့ကလဲပဲဈေးနဲ့ရမယ်။ပြီးတော့ သူတို့နိုင်ငံမှာဖွံ့ဖြိုးတိုးတက်လာရင်အလုံသမားလူမယ်အဲ့ဒီအလုံသမားတွေကိုမြန်မာပြည်ကကျွန်နေရမယ်ပေါ့ဗျာနော်အဲ့တော့မြန်မာပြည်ကတယံစာတလည်းရမယ်မြန်မာပြည်ကကျွန်နေလည်းရမယ်ပြီးရင်သူတို့ကထုတ်လိုက်တဲ့ထုတ်ကုန်တွေကိုမြန်မာပြည်ကကျွန်နေနဲ့သူတို့နိုင်ငံကထုတ်ကုန်တွေထုတ်တယ်ပြီးရင်သူတို့နိုင်ငံထုတ်တဲ့ထုတ်ကုန်တွေကိုမြန်မာပြည်ကကျွန်နေကိုပြန်ရောင်းတယ်အဲ့ဒီတော့မြန်မာနိုင်ငံသားဒီစစ်တပ်ကအုပ်ချုပ်နေရင်စစ်တပ်ကအာဏာသိမ်းနေရင်အာဆီယံထိုင်းအိန္ဒိယလာအို တရုတ်နဲ့ရုရှားတို့ဒီအိမ်ကြီးချင်းနိုင်ငံတွေကသူတို့တို့အကျိုးမြတ်ကိုအများကြီးရှိမှာအဲ့ဒီသူကစစ်တပ်ကလုတ်တဲ့ရွေးကောက်ပွဲကိုထောက်ခံယုံတယ်မဟုတ်ဘူးရွေးကောက်ပွဲလုံနိုင်အောင်တို့ကိုဘက်ပေါင်းစုံကနေဝိုင်းပြီးတော့အကူအညီပေးနေတယ်အခုဆိုရင်တရုတ်ဆိုရင်အာမြောက်ပိုင်းမှာရှိတဲ့တိုင်းရင်းသားလက်နက်ကင်တွေကိုတရုတ်ရဲ့ဩဇာအာဏာအပြည့်အဝတက်ရောက်မှုရှိတဲ့တိုင်းရင်းသားလက်နက်ကင်တွေကိုထိန်းချုပ်ထားတယ်တိုက်ပွဲမပေးဖြစ်ဘူးပြီးတော့ဒီတရုတ်ကနေတဆင့်ဒီလက်နက်နဲ့ခဲယမ်းတွေကို လုံးဝမရောက်အောင်တရုတ်ကပိတ်ဆို့ထားတယ်ပြီးရင်သူ့ရဲ့ဩဇာခံတိုင်းနာတက်တွေကိုလည်းအခုဆိုရှမ်းမြောက်မှာတိုက်ပွဲတွေငြိမ်တလောက်ဖြစ်သွားပြီစေအာနာရှင်တော်လန်ကြီးကိုလုံးဝပေးမလို့ဘူးဒါပေမဲ့ဒေတာခံတိုင်းနာတက်ဖွဲ့အချင်းချင်းစစ်ဖြစ်အောင်တော့တရုတ်ကဂျားကနေသွေးထိုးပေးနေတယ်ဒေတာခံတိုင်းနာအချင်းချင်းစစ်ဖြစ်နေရင်စစ်တပ်ကိုတော်လန်ဖို့အချိန်မရှိတော့ဘူးမတော်လန်တော့ဘူး တရုတ်ကအဲ့လောက်ထိကိုပါဝင်ပြီးတော့အကူအညီပေးနေတယ်ပြီးရင်မင်းအောင်လိုင်ကိုမြန်မာတိုင်းကလုံးကိုဘုံကျဲဖို့အတွက်လက်နက်တွေခဲယမ်းတွေလေရင်ဘုံတွေလေရင်စီတွေအကျွေးနဲ့ပေးနေတယ်အဲ့ဒီအကျွေးတွေကဘယ်အချိန်မှပြန်ယူမှာလဲဆိုရင်စစ်တပ်အာဏာတည်မြဲသွားတဲ့အချိန်မှမြန်မာနိုင်ငံရဲ့တယံဇာတာတွေကိုသူပြန်ယူမှာအခုကတော့စစ်တပ်ကိုအကျွေးနဲ့ပေးနေတယ်နော် ဘာလို့လဲဆိုတော့ main outline ကမြန်မာတနိုင်ငံလုံးကိုဂုံးကျဲနိုင်ဖို့အတွက်မီးရှို့နိုင်ဖို့အတွက်ရွေးကောက်ပွဲလုပ်နိုင်ဖို့အတွက်တရုတ်ကဓာတ်ရိုက်အကူအညီတွေပေးနေတယ်။ထိုင်းဆိုရင်လည်းပဲထိုင်းထဲမှာရှိတဲ့မြန်မာလူထုမားတွေအာတော်လန်ရေးထဲမှာမပါဝင်အောင်အမျိုးမျိုးတားမြစ်တယ်ထိမ့်ချုပ်တယ်ပြီးရင်ထိုင်းကနေတဆင့်တော်လန်ရေးအဖွဲ့အစည်းထံကိုလက်နက်ခဲယမ်းတွေမရောက်အောင်ထိုင်းကပိတ်ပေးတယ်ပြီးရင်မရောက်နိုင်လိုချင်နေတဲ့လေရင်စီတွေ နိုင်ငံသားသုံးငွေတွေကိုထိုင်းကအကူအညီပေးတယ်လာအိုလည်းအဲ့ဒီလိုပဲအိန္ဒိယလည်းအဲ့ဒီလိုပဲဘာလို့ဒါတွေကိုသူတို့ကအကူအညီပေးနေရလဲဆိုရင်မြန်မာနိုင်ငံကိုစစ်တပ်အုပ်ချုပ်တာကိုသူတို့ကလိုချင်တယ်အာဆီယံနဲ့တရုတ်တို့ထိုင်းတို့အိန္ဒိယတို့လာအိုတို့ကမြန်မာနိုင်ငံကိုစစ်တပ်အုပ်ချုပ်မှာပဲသူတို့ကမြန်မာနိုင်ငံရဲ့တရားစာတာကိုလည်းရမယ်မြန်မာနိုင်ငံကကျွန်တွေကိုလည်းရမယ်မြန်မာနိုင်ငံကကျွန်တွေထုတ်လုပ်လိုက်တဲ့ထုတ်ကုန်တွေကိုမြန်မာနိုင်ငံကိုပြန်ရောင်းမယ်အဲ့တော့သူတို့ကအရှုံးမရှိတာ ပြောချင်တာကမြန်မာအိမ်နီးချင်းနိုင်ငံတွေနဲ့အာဆီယံနိုင်ငံတွေချမ်းသာမှုအတွက်မြန်မာနိုင်ငံကမွဲကိုမွဲပေးနေရမယ်ဗျာအဲ့ဒီတော့ကြောင့်ဆက်အာဏာရှင်အုပ်ချုပ်မှုကိုရမယ်သူတို့ကလည်းအတိုင်းတန်ဟိုတိုက်ရိုက်ကိုထထဲဝင်အကူအညီတွေပေးနေတယ်ဒါကလည်းသူတို့လည်းသူတို့ကံကြမ္မာကိုလောင်းကြီးထက်တာပဲနော်အဲ့တော့ကျွန်တော်တို့ဒီနွေဦးတော်လန်ရေးမှာဒီ2025မှာကျွန်တော်တို့နေပြည်တော်ကိုတက်သိမ်းနိုင်မယ်ဆက်အာဏာရှင်ပြုတ်ကျသွားရင်စစ်တပ်ကိုအကူအညီပေးနေတဲ့နိုင်ငံတွေကိုကျွန်တော်တို့ကစီးပွားရေးမလုပ်တဲ့အပြင်ကိုတန်တမန်ရေးကိုပါ ရှော့ချတာမျိုးတွေဆက်ဆန်တာမျိုးတွေလုံးဝဖြတ်တောက်မယ်အဲ့လိုဖြတ်တောက်ရင်ကျွန်တော်တို့ကမျက်နာမှုလုံးဝမရှိဘူးမြန်မာနဲ့တန်တမာမဆက်ဆံရတဲ့နိုင်ငံတွေမြန်မာနဲ့စီးပွားရေးမလုပ်ရတဲ့နိုင်ငံတွေကပဲတည်ကြပေါက်မျက်နာစီရမယ်အဲ့ဒါကတော့ခုနကစစ်တပ်ကိုအကူအညီပေးခဲ့တဲ့ထိုင်းတရုတ်အိန္ဒိယနဲ့လာအိုတို့အိန္ဒိယနိုင်ငံတွေသူတို့မျက်နာကျွန်တော်တို့နိုင်ရင်ဒီတော်လိုင်းရမှာကျွန်တော်တို့နိုင်သွားရင်စစ်တပ်ကိုအကူအညီပေးခဲ့တဲ့နိုင်ငံတွေကိုပြန်ဆုံးမရမှာဒါကကျွန်တော်တို့ရဲ့ကံကြမ္မာကိုကျွန်တော်လောင်းကြီးထက်တယ်သူတို့ကလည်း အိန္ဒိယနိုင်ငံတွေကလည်းသူတို့ကံကြမ္မာကိုသူတို့လောင်းကြီးထက်တယ်စစ်တပ်နိုင်မယ်လို့သူတို့ယုံကြည်တယ်သူတို့ထင်လို့စစ်တပ်ကိုအကူအညီပေးတယ်ကျွန်တော်တော်လန်ရေးကိုဖိနှိပ်တယ်အဒီဘက်ကမြန်မာပြည်တဲကနော်အာနာကိုခွေးသိုးပေါက်ကနေရချင်နေတဲ့ကိုကိုကြီးတို့တတ်တတ်ခိုင်းလို့ဒီဘက်ကနိုင်ငံရေးပါတီအုပ်စုကလည်းပဲစစ်တပ်ကရွေးကောက်ပွဲလုပ်ပေးနိုင်မယ်လို့သူတို့ကယုံကြည်တဲ့အတွက်သူတို့ကံကြမ္မာကိုသူတို့ကလောင်းကြီးထက်တယ်အဲ့တော့ဒီ2025ကအနာဂတ်ကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်လို့ကျွန်တော်ကတော့တင်စားချင်ပါတယ် ဲ့ဒီတော့နောက်ဆုံးရဲ့အဆုံးသတ်မှာကျွန်တော်တို့အောင်မြင်မှုနဲ့အဆုံးသတ်နိုင်ရမယ်အောင်မြင်မှုနဲ့ကျွန်တော်တို့ဒီတော်လန်ရေးကိုအဆုံးသတ်နိုင်ရမယ်အဲ့လိုအောင်မြင်မှုနဲ့အဆုံးသတ်နိုင်မှုဆိုရင်ကျွန်တော်တို့ပြည်သူလူထုတွေ2025မှာလက်သီးလက်မောင်းတန်းပြီးတော့တနိုင်ကံလုံးအုံအုံကြက်ကြက်ပါဝင်ခဲ့တာထက်ကိုနှစ်ဆတိုးပြီးတော့မှပို့ပြီးတော့တော်လန်ရမယ်ဘာလို့လဲဆိုတော့ဒီ2025ကကျွန်တော်တို့မြန်မာပြည်သူလူထုနဲ့မြန်မာနိုင်ငံရဲ့ကံကြမ္မာအဆုံးဖြတ်နှစ်ဖြစ်ပါတယ်နောက်တစ်ခုမနေ့တုန်းက မန္တလေးတိုင်းလွတ်တော်ဥက္ကဋ္ဌတယောက်ထောင်ထဲမှာသုံးသွားရှာကြဆုံးသွားတယ်ပေါ့ဗျာတကယ်တမ်းကြတော့သုံးတာမဟုတ်ပါဘူးသူတို့စေကုသခွင့်လည်းမပေးတယ်လို့ယောဂါကိုအမျိုးမျိုးဖြစ်အောင်သူတို့ထောင်ထဲမှာတတ်လိုက်တယ်အဲ့ဒါလိုထောင်ထဲမှာတတ်လိုက်တဲ့လူတွေလည်းမနေတော့ဘူးနောက်ထပ်တည်ဖို့လူတွေလည်းအများကြီးရှိသေးတယ်ဆိုလိုချင်တာကဒီတော်လန်ရေးကဒီ2025မှာမှအချိန်မီမနိုင်ဘူးဆိုရင်ကျွန်တော်တို့တော်လန်ရေးသမားတွေကအနိုင်မရခဲ့ဘူးဆိုရင် အမေစုအပါအဝင်ထောင်ထဲမှာရှိနေတဲ့လူတွေအားလုံးရဲ့အတက်ကိုစိုးရိမ်စရာရှိတယ်အာလူတယောက်ကိုတတ်တယ်ဆိုတဲ့နေရာမှာဟိုဟိုဓာတ်ရိုက်တတ်တာနဲ့တွယ်ဝိုက်တတ်တာနှစ်မျိုးရှိတယ်ဓာတ်ရိုက်တတ်တာကသူတို့ဘော်ကိုအမှုပြန်ပတ်နိုင်တယ်သူတို့ကတော့ဓာတ်ရိုက်တတ်မှာမဟုတ်ဘူးဘလို့တတ်မလဲဆိုတော့တွယ်ဝိုက်ပြီးတော့တတ်မယ်စေကူတာခွင့်မပေးတာမျိုးတွေအဲအစာရေစာကောင်းကောင်းမပေးတာမျိုးတွေနေရာထိုင်ခင်းကောင်းကောင်းမပေးတာမျိုးတွေစိတ်အနှောက်အယှက်ပေးတာမျိုးတွေကိုလုပ်ရင်လူဆိုတာမျိုးကစိတ်ထောင်းကိုကြည်တယ် ဲ့တော့စိတ်ခံစားရပါများယင်စိတ်ကြယောဂဖြစ်ပြီးတော့သိနိုင်တယ်အဲ့တော့ထောင်ထဲမှာရှိနေတဲ့ကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေကျွန်တော်တို့ချစ်မြတ်နိုးတဲ့ကျွန်တော်တို့ရဲ့နိုင်ငံရေးခေါင်းဆောင်တွေအားလုံးလွတ်မြောက်ဖို့ဆိုရင်ဒီတော်လှန်ရေးမှာကျွန်တော်တို့အနိုင်ရမှာအားလုံးချွင်းချက်မရှိလွတ်မြောက်မှာဖြစ်တယ်အဲ့တော့အမေစုမွေးနေ့တုန်းကတနိုင်ကန်လုံးကဝိုင်းပြီးတော့ဆုတောင်းပေးကြတယ်အမေစုလွတ်မြောက်ပါစေ happy birthday ပါဆိုတော့ထောင်ထဲမှာနေတဲ့လူကဘယ်လိုလုပ်ပြီး happy မှာတော့ထောင်ထဲမှာနေနေရတဲ့လူ အသက်80အဖွာကြီးဟောကူပေါ်တောင်ဘက်လည်းမရှိဘူးအစားတောက်ကောင်းလည်းမစားရဘူးနေရာကောင်းကောင်းလည်းမနေရဘူးလေကောင်းလေတက်လည်းမရှိရဘူးနဲ့ဘလို့လုံးလို့ happy မှာလဲဒီအသက်80အဖွာကြီးကဘလို့မှမ happy နိုင်ဘူးအဲ့ဒါကို happy birthday ဆိုပြီးတော့မှဆုတောင်းနေကြတဲ့လူတွေကိုကျွန်တော်ကတော့အပြစ်တော့မမြင်ပါဘူးနော်အပြစ်တော့မမြင်ဘူးဒါပေမဲ့ဒါဒီမှန်ကန်တဲ့လမ်းစဉ်တော့မဟုတ်ဘူးကျွန်တော်တို့အားလုံးကကယ်တင်ရမယ် ဲ့ဒီထောင်ထဲမှာရှိတဲ့လူတွေအားလုံးကိုကယ်တင်နိုင်ဖို့ဆိုရင်ကျွန်တော်တို့တော်လိုင်းကြီးမှာအနိုင်ရဖို့လိုတယ်။အရင်ကထက်ကိုနှစ်ဆတိုးပြီးတော်လိုင်းကြီးထဲမှာပါဝင်ဖို့လိုတယ်။နော်။အော်တော်ကြီးရော်ကြီးလေးပဲအမေစုမွေးနေ့ရောက်မှာ Happy Birthday ပါအမေစုယုံလောက်နဲ့ပြီးသွားရင်ကိုတိတ်တန်ဖို့ထားတဲ့အရာတစ်ခုကိုဆုံးရှုံးရနိုင်မယ်။ကျွန်တော်အဆုံးရှုံးခံမလား။မှန်ကန်တဲ့အလုပ်ကိုကျွန်တော်လုပ်မလားဆိုကျွန်တော်ဆိုရင်မှန်ကန်တဲ့အလုပ်ကိုပဲလုပ်မယ်အဲ့တော့ဒီတော်လန်ရေးမှာကျွန်တော်တို့ချွင်းချက်မရှိတရားရာခိုင်နှုန်းပြအနိုင်ရမှာ ဒီထောင်ထဲမှာရှိနေတဲ့လူတွေအားလုံးလွတ်မြောက်မှာဖြစ်တယ်အဲ့တော့ဒီအကြမ်းဖက်အာနာယူစစ်တပ်မင်းအောင်လှိုင်ကစိတ်ကောင်းဝင်လာပြီးတော့ပြန်လှုပ်ပေးမဲ့အချိန်ကိုထိုင်ဆောင်နေရင်အကုန်လုံးကဘယ်သူမှပြန်လွတ်နိုင်စွာမရှိပြန်လွတ်နိုင်ခြင်းမရှိဘူးအဲ့တော့ဒီစစ်တပ်အကြမ်းဖက်မိစ္ဆာကောင်တွေစိတ်ကောင်းဝင်လာပါစေသူတို့စိတ်ကောင်းဝင်လို့ဒီလူတွေကိုပြန်လှုပ်ပေးပါစေလို့ဆုတောင်းနေရင်တော့ကျွန်တော်တို့နောင်တကြီးစွာရလိမ့်မယ်အဲ့တော့နောက်မှဒီတော်လန်ကြီးပြီးသွားတဲ့အခါ နော်နောက်မှကျွန်တော်တို့ဒီတော်လိုင်းရေးပြီးသွားတဲ့အခါနောက်ထပ်ဟိုစေစုနှစ်3-4ခုကြာတဲ့အခါပေါ့ဗျာကျွန်တော်တို့ဒီအသက်ကြီးသွားတဲ့အခါမိတ်ဆွေအပေါင်းအသင်းတွေနဲ့ကြုံလို့စကားတွေပြောကြတဲ့အခါမှာဒီတော်လိုင်းရေးတမိုင်းကြောင်းပြန်ပြောတဲ့အခါကျရင်ကိုကအောင်နိုင်လူဖြစ်မှတမိုင်းတွေအကုန်လုံးကိုပြန်ပြောနိုင်မယ်အဲ့လိုတမိုင်းတွေကိုပြန်ပြောကြတဲ့အခါမှာဩတကယ်ဆိုရင်ငါတို့ကဒီထက်ပို့ပြီးတော့မှလုံနိုင်တယ်ဒီထက်ပို့ပြီးလုတ်ခဲ့ရင်ငါတို့တော်လိုင်းကဒီထက်ပို့ပြီးတော့အောင်မြင်မယ်ပြီးတော့ ်အသက်ပေးသွားရတဲ့လူတွေဒီထက်ပို့ပြီးတော့မှနဲမယ်ငါတို့ဒီထက်ပို့ပြီးတော့မှလက်ပြပိုးလုံမယ်ဆိုပြီးတော့ပြန်ပြောပြကြမှာပါနော်တနေ့နေ့တစ်ချိန်ချိန်ကျွန်တော်တို့ဒီတော်လိုင်းရေးတမိုင်းအကြောင်းကိုပြန်ပြောတဲ့အခါမှာငါတို့တော့ဒီထက်ပို့ပြီးတော့မှလုံနိုင်ပါလေဘာကြောင့်မလုတ်ခဲ့ရတလဲဆိုတဲ့နောင်တရမှုမျိုးတွေလည်းရှိကောင်းရှိလာလိမ့်မယ်ဒါကနောက်တစ်ချိန်မှာဒီတမိုင်းအကြောင်းတွေပြန်ပြောကြမှာပါတေချာပေါက်ပြန်ပြောကြမှာပါနော်ဟော1988ကအကြောင်းတွေနော်1988မှာရင်ဆိုင်ခဲ့ရတဲ့ ဦးကြီးတွေအတော်ကြီးတွေအကူကြီးတွေအမကြီးတွေအခုချိန်ကြီးရှိတုံးပါပဲเนาะသူတို့သူတို့မိတ်ဆွေတကယ်ချင်းအချင်းချင်းပြန်ဆောင်တွေ့ကြတဲ့အခါဘာအကြောင်းတွေအများဆုံးပြောလဲ88မှာသူတို့ရင်ဆိုင်တိုက်ပွဲဝင်ခဲ့ကြတဲ့အကြောင်းတွေသူတို့အများဆုံးပြောပြကြတယ်ဒါပေမဲ့သူတို့ရဲ့အဆုံးသက်မှာငါတို့အောင်မြင်မှုတွေနဲ့မနိုင်ခဲ့ဘူးဆိုတာကတော့သူတို့ဝန်ခံရလိမ့်မယ်เนาะအဲ့တော့ကျွန်တော်တို့ဒီ2023ကြီးဆက်တွေကလည်းပဲနောက်တစ်ချိန်မှာတော်လိုင်းရေးသမိုင်းကြောင်းကိုပြန်ပြောကြတဲ့အခါမှာ အနိုင်နဲ့တမိုင်းကပြေးကိုတင်နိုင်ဖို့အတွက်ကျွန်တော်တို့နိုင်အောင်ကြိုးစားမှကိုရအောင်လဲအခုဆိုကျွန်တော်တို့ရဲ့ဒီတော်လန်ကြီးတိုက်ပွဲကမျိုးဆက်တစ်ဆက်တည်းမဟုတ်ဘူးမျိုးဆက်နှစ်ဆက်ပေါင်းပြီးတော့မှတော်လန်တဲ့ပွဲနော်1988မှာတော်လန်ကြီးပါဝင်ခဲ့တဲ့ကျွန်တော်တို့ရဲ့ဦးကြီးတွေအတော်ကြီးတွေကျွန်တော်တို့ရဲ့ရှေ့ကမျိုးဆက်တွေကလည်းဒီတော်လန်ကြီးတဲ့မှာသူတို့တတ်နိုင်တာမှန်တယ်မြတ်သူတို့ရဲ့အတွေ့အကြုံတွေမှန်တယ်မြတ်ကျွန်တော်တို့ကိုရှယ်ယာရင်းလုပ်ပေးတယ်သူတို့ရဲ့ပိုင်ဆိုင်မှုမှန်တယ်မြတ်တွေကိုပုံအောင်ပြီးတော့မှဒီတော်လန်ကြီးတဲ့မှာပါဝင်ပေးတယ်ကျွန်တော်တို့ ဒီဘက်ခေတ်ကကျွန်တော်တို့ကြီးဆက်တွေကလည်းပဲကိုယ်မှာရှိတဲ့မြတ်အသိပညာအသက်ပညာခွန်အားမှန်တဲ့မြတ်ကိုအသုံးပြုပြီးတော့မှတော်လှန်နေတယ်အဲ့တော့ဒီမျိုးဆက်နှစ်ဆက်ပေါင်းပြီးတော့မှတော်လှန်နေတဲ့တော်လှန်ရေးကစစ်သက်နိုင်စရာဘာကြောင်းမှမရှိဘူးเนาะအခုကျွန်တော်တို့ကိန်းကနန်းတွေနဲ့ရာဂိုင်းနှုံးတွေနဲ့တွက်ကြည့်လိုက်2023မှာကျွန်တော်တို့လက်ထဲမှာဘာမှမရှိဘူးဟိုမြက်ခုတ်တဲ့ဓမ္မတူတာမရှိတဲ့အချိန်ကနေစပြီးတော်လှန်လိုက်တယ်ကျွန်တော်တို့ကတော်လှန်ရေးကို0နဲ့စတယ်เนาะစစ်တပ်ကတော်လှန်ရေးကို100နဲ့စတယ်တော်လှန်ရေးကို တရားနဲ့စတဲ့စစ်တပ်ကအခုဆိုရင်စစ်တပ်အုပ်ချုပ်နိုင်တဲ့နယ်မြေက30ရာခိုင်နှုန်းပဲကျန်တော့တယ်တော်လန်ရေးတော်လန်ရေးကို0ကနေစခဲ့တဲ့ကျွန်တော်တို့က80ရာခိုင်နှုန်းပိုင်ဆိုင်သွားပြီးအနိုင်ရနေပြီအဲ့တော့ဒီတော်လန်ရေးကိုချစ်ဆက်နှစ်ဆတိုးပြီးတော်လန်လိုက်ရင်တရားရာခိုင်နှုန်းကတေချာပေါက်နိုင်မယ်ခုပဲကြည့်လေအရင်တော့ကတော့ဗျာကျွန်တော်တို့ဟိုတောင်ပိုင်းတိုင်းလို့ပြောရင်ကရင်ပြည်နယ်တမဟာ6လောက်ကိုပဲပြင်းမြင်ကြတယ်ငါတို့ ဒီတော်လန်ကြီးကဒီတောင်ပိုင်းတိုင်းတမဟာ6လောက်မှာဒင်ကိုအဆုံးတက်သွားမယ်လို့အဲဒီစစ်ဘောမတွေအများစုကထင်ခဲ့ကြတယ်အခုဆိုရင်တောင်ပိုင်းတိုင်းလို့ပြောလိုက်ရင်နေပြည်တော်နဲ့အနီးဆုံးမှာရှိတဲ့ပဲခူးတိုင်းတတိုင်းလုံးတော်လန်ကြီးတော်လန်ကြီးအဖွဲ့တွေထိန်းချုပ်မှုအောက်ကိုရောက်ရောက်သွားပြီနော်ပဲခူးတိုင်းတတိုင်းလုံးတော့80ရာခိုင်နှုန်းတော်လန်ကြီးတမားတွေထိန်းချုပ်မှုအောက်ကိုရောက်သွားပြီနော်ပြီးရင်တနင်္လာနေ့တိုင်းတတိုင်းလုံးနော် ရန်ကုန်တနင်္လာရီအဝေးပြေးလမ်းမကြီးရဲ့တလျှောက်လုံး80ရာခိုင်နှုန်းကိုတနင်္လာရီတော်လန်ကြီးအုပ်စုတွေကထိန်းချုပ်ထားတယ်။ရန်ကုန်ပဲခူးရန်ကုန်နေပြည်တော်အဝေးပြေးလမ်းမကြီးရဲ့80ရာခိုင်နှုန်းကိုတော်လန်ကြီးတမားတွေထိန်းချုပ်ထားပြီးမန္တလေးနေပြည်တော်ရဲ့အဝေးပြေးလမ်းမကြီးရဲ့80ရာခိုင်နှုန်းကိုတော်လန်ကြီးတမားတွေထိန်းချုပ်ထားတယ်။တိုင်းရင်းသားပြည်နယ်တွေမှာ90ရာခိုင်နှုန်းကတိုင်းရင်းသားတပ်တွေပဲထိန်းချုပ်ထားတယ်။အဲ့ဒီတော့ main online စိုးမိုးနိုင်တဲ့နယ်မြေက30ရာခိုင်နှုန်းပဲရှိတယ်။ ဲ့တော့ तू ရွေးကောက်ပွဲလုပ်မယ်ဆိုရင်တော့ဒီ30ရာခိုင်နှုန်းမှာပဲလုပ်ရမယ်ဒါအခုလက်ရှိ30ရာခိုင်နှုန်းပြောတာကျွန်တော်တို့ဒီချိန်ကနေစပြီးနောက်ထပ်5 6လကိုနှစ်ဆတိုးပြီးတော်လန်လိုက်ရင်အဲ့ဒီ3အဲ့ဒီ30ရာခိုင်နှုန်းက0ဖြစ်သွားမှာအဲ့တို့ကြာဆုံးနိုင်ကြီးရှိတယ်တို့တလောက်ကြာဆုံးနိုင်ကြီးကိုမြင်နေတာတော့မှနိုင်ငံရေးကိုခွေးတိုးပေါက်ကနေနိုင်ငံရေးအာဏာကိုခွေးတိုးပေါက်ကနေရချင်နေတဲ့နိုင်ငံရေးသမားတွေနိုင်ငံရေးပါတီတွေကရွေးကောက်ပွဲတော့ကိုတို့တလောက်စိတ်အားထက်ထက်တန်တန်ဖြစ်နေတာကဖြစ်နေတယ်ဆိုရင် 90ရာခိုင်နှုန်းကိုအနိုင်ရထားတဲ့ကျွန်တော်တို့ကဒီတက်ပို့ပြီးတော့မှနှစ်ဆတိုးပြီးတော့တော်လန်ရေးမလုပ်ရဲစရာဘာအကြောင်းမှမရှိဘူးအဲ့တော့သိရတယ်ဒီအဆုံးတက်မှာကျွန်တော်တို့နိုင်ကိုနိုင်ရမယ်နောက်တစ်ချိန်မှာဒီကျွန်တော်တို့မိတ်ဆွေပေါင်းသင်းတွေအတိတ်တမိုင်းချောင်းကိုပြန်ပြောကြတဲ့အခါမှာဒီတေချာပေါက်ဒီ2023ရဲ့စစ်အာဏာရှင်တော်လန်ရေးတမိုင်းချောင်းကိုကျွန်တော်တို့ပြန်ပြောကြမှာပါအဲ့လိုပြန်ပြောကြတဲ့အခါ ငါတို့တော့ဒီစစ်အာဏာရှင်ကိုဘလို့ပြက်ပြက်တတ်တာအနိုင်ယူခဲ့တလဲဆိုတဲ့တမိုင်းကိုနောက်မျိုးဆက်တွေကိုပြန်ပြောနာပြန်ပြောပြနိုင်ရမယ်ငါတို့တော့အရှုံးနဲ့ရင်ဆိုင်ခဲ့ရတယ်ဆိုတဲ့စကားဘယ်တော့မှမပြောစေရအောင်အဲ့ဒီတော့ကျွန်တော်တို့အခုပဲကြည့်လေအဲ့ဒီလိုစိတ်နဲ့တော်လှန်ခဲ့တဲ့အတွက်ကြောင့်လေအခုတုံညကနေစခဲ့တဲ့တော်လှန်ရေးက90ရာခိုင်နှုန်းကိုကျွန်တော်တို့အနိုင်ရနေပြီဖြစ်တယ်နောက်တဲ့30ရာခိုင်နှုန်းပဲကြံတော့တယ်အဲ့လိုကြံနေသေးတဲ့30ရာခိုင်နှုန်းကိုအရင်ကထက်နှစ်ဆတိုးပြီးတော့အားလုံးဝိုင်းလုံးပြီးတော့တော်လှန်ပေးကြပါအခုဆိုရင် နေပြည်တော်နဲ့အနီးတဝိုက်ပပလည်းလည်း PDF တွေပတ်ဝိုင်းထားတယ်အချိန်နေအချိန်ခါတစ်ခုပေးရင်အချိန်မရွေးနေပြည်တော်ကိုဝင်သိမ်းဖို့ရတယ်မန္တလေးနဲ့ပပလည်းလည်းဒီကနေ့ထိမန္တလေးမှာစစ်ပွဲတွေဖြစ်နေတော့မှာအခုစစ်တပ်ကသူ့ရဲ့မြေပြင်စစ်တပ်ကိုမလွတ်နိုင်တော့လို့လေရင်ဘုံကျဲတာတစ်ခုပဲလုံနိုင်တော့တယ်အခုမန္တလေးမြို့နဲ့မိုင်း20လောက်ပဲဝေးတဲ့စင်ကူတို့မတရားတို့မှာဆိုရင် PDF ထိန်းချုပ်နေပြီဖြစ်ကုန်ပြီ ထာထာမန္တလေးရောက်ဖို့ဘာမှမကြံတော့နေပြည်တော်နဲ့ပတ်ပတ်လည်မှာ PDF တွေပောက်ဝိုင်းထားတယ်တိုင်းရင်းသားပြည်နယ်မှာဆိုရင်တိုင်းရင်းသားတပ်တွေက60ရာခိုင်နှုန်းကတင်ထားပြီးသားကြံတဲ့10ရာခိုင်နှုန်းကိုအချိန်မီမောင်းထုတ်လို့ရတယ်အဲ့ဒီခွေးတွေကို PC ပဲအဲ့တော့အခုဘကိုးရိုးမနဲ့ပဝင်းကျင်ဆိုရင်80ရာခိုင်နှုန်းကိုတော်လှန်ရေးတပ်တွေတင်ထားပြီးပြီနောက်ဆုံးနေပြည်တော်နဲ့အနီးဆုံးရှိတဲ့ဖလန့်ကြည့်လိုက်ရင်တော့နေပြည်တော်ကိုမြင်နေရတဲ့တောင်မူမှာဆိုရင်အခု PDF တပ်တွေတော်လှန်ရေးတပ်ဖွဲ့တွေ KNU တပ်တွေစုမှုထားပြီး ဆိုလိုတာကကျွန်တော်တို့မှာတုံညကနေစခဲ့တဲ့တော်လန်ရေးက80ရာခိုင်နှုန်းကိုပိုင်ဆိုင်သွားပြီတရားနဲ့စခဲ့တဲ့စစ်တပ်က30ရာခိုင်နှုန်းပဲသူကျန်တော့တယ်ဒါတော့သူဒီမှာမျှော်လင့်ချက်30ရာခိုင်နှုန်းပဲရှိတော့တာတောင်မှစစ်တပ်ကလက်မလျှော့ဘူးဆိုရင်80ရာခိုင်နှုန်းအောင်မြင်မှုရထားတယ်ကျွန်တော်တို့တွေကဘာမှလက်လျှော့စရာအကြောင်းမရှိဘူးဒီထက်ပိုပြီးတော့မှနှစ်ဆတိုးပြီးတော့တော်လန်ရေးကိုအချိန်ဟုန်ညှိဖို့ပဲလိုအပ်တယ် ဒါပေမဲ့တစ်ချက်ပဲခုနကကျွန်တော်ပြောသလိုနောက်နောက်တစ်ချိန်မှာကျွန်တော်ဒီအမိုင်းအကြောင်းကိုပြန်ပြောကြတဲ့အခါမှာငါတို့ဒီချက်ပို့ပြီးလုံနိုင်လုံနိုင်ရက်သားနဲ့ဘာလို့မလုတ်ခဲ့တာလဲငါတို့ကဒီချက်ပို့လုတ်ခဲ့ရင်အသက်ပေးရမယ့်လူတွေဒီချက်ပို့နဲခဲ့မှာငါတို့နောင်နာရစရာစိတ်မကောင်းဖြစ်စရာဒီချက်ပို့ပြီးတော့မှနဲခဲ့မှာငါတို့ပို့မလုတ်ခဲ့လို့အခုတော့နိုင်တာတောင်မှအနိုင်ရခဲ့တာတောင်မှငါတို့မှခြေကွဲစရာတွေပို့ပို့ညားနေရတယ်ဆိုတော့နောင်တမျိုးနောက်တစ်ချိန်မှာကျွန်တော်တို့ ရလာလိမ့်မယ်နောက်ဆုံးအနည်းဆက်ဆုံးပြောရရင်ဗျာအာပစီကြီးရွာကိုဘုံကျဲခံလာရတဲ့ကိစ္စပြီးခဲ့တဲ့တလောကစာတင်ကြောင်းတွေကိုစစ်တပ်ကဘုံကျဲသွားတဲ့ကိစ္စဒါတွေကပြန်သွေးတိုင်းပြန်သွေးတိုင်းငါတို့လုံနိုင်တာထက်ကိုကိုမလုတ်ခဲ့လို့ဒါဒီအချက်တော်လန်ရေးကဒီလောက်ထိကြာရှည်ခဲ့တဲ့အတွက်ကြောင့်ဒီလူတွေတည်ဆုံးခဲ့ရတာငါတို့ကအစကတည်းကဒီတက်ပို့ပြီးလုတ်ခဲ့ရင်တော်လန်ရေးဒီတက်ပို့ပြီးဆော့ဆော့ပြီးသွားရင်ဒီလူတွေတည်မှာမဟုတ်ဒီရွာတွေဘုံကျဲခံရမှာမဟုတ်ဘူး ဆိုတဲ့နောင်တမျိုးပေါ့နော်အဲ့လိုနောင်တမျိုးတွေကျွန်တော်တို့နောင်တစ်ချိန်မှာတေချာပေါက်ဒါဒီတမိုင်းကြောင်းဖြစ်ပါလိမ့်မယ်အဲ့တော့ကျွန်တော်တို့ဒီစစ်အာဏာရှင်ဟိုတော်လန်ကြီးပြီးသွားတဲ့အခါဖက်ဒရယ်ပြည်ထောင်စုကြီးပြန်လဲထူထောင်တဲ့အခါကျွန်တော်တို့ဟိုတမိုင်းမှတ်တမ်းတွေတင်ကြတဲ့အခါမှာနောင်တမရနိုင်အောင်နောင်တအ ਨੇ ဆုံးနဲ့ကျွန်တော်အောင်မြင်မှုကိုအများဆုံးရဖို့အတွက်ဆိုရင်ကျွန်တော်တို့လုံနိုင်တာထက်ကိုနှစ်ဆတိုးပြီးတော့ပူလုတ်ဖို့လိုအပ်တယ်။တေချာတာကတော့ကျွန်တော်တို့တော်လန်ကြီးခါ 80ရာခိုင်နှုန်းကိုအောင်မြင်မှုရနေရနေပါပြီ။နော်အဲ့တော့ဒီ2025ကကံကြမ္မာကိုလောင်းကြီးထက်တဲ့နှစ်ပဲဖြစ်ပါတယ်။ဟုတ်ညှော်လင့်ချက်ရေးရေးလေးပဲရှိတော့တယ်နော်30ရာခိုင်နှုန်းလောက်တောင်ညှော်လင့်လို့မရတော့တဲ့စစ်တပ်နဲ့စစ်တပ်ကိုအမိပြုပြီးအာဏာရချင်နေတဲ့နိုင်ငံရေးပါတီတွေတောင်မှသူတို့ရွေးကောက်ပွဲလုပ်နိုင်လိမ့်မယ်လို့သူတို့ကိုသူတို့ညှော်လင့်ပြီးတော့မှဟောတက်ပြေတူလူတို့ကိုစန့်ချင်ပြီးတော့ဒီလောက်တက်တက်ကြွကြွဖြစ်နေရင် တုံညကနေစခဲ့တဲ့ကျွန်တော်တို့တော်လန်ရေး80ရာခိုင်နှုန်းကိုအောင်မြင်မှုရနေတဲ့ကျွန်တော်တို့ကဘာမှစိတ်သက်ကြနေစရာအကြောင်းမရှိဘူးဒီ2025မတိုင်ခင် နေပြည်တော်ကိုတိုင်းလိုက်ပြီဆိုတာနဲ့မြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ရောက်ရအရက်မှာရှိနေတဲ့စစ်တပ်တွေအကုန်လုံးကသူ့ဟာသူအလိုလိုလက်နက်ချသွားမှာကျွန်တော်တို့ကတိုင်းနိုင်ငံလုံးကိုလိုက်ပြီးတော့တိုင်းနေစရာမလိုဘူးရှင်းရှင်းလေးဘာလို့လဲဆိုတော့ဒီစစ်တပ်ထဲမှာရှိနေတဲ့စစ်သားတွေအကုန်လုံးစစ်ဘုတ်ချုပ်တွေအကုန်လုံးကသူတို့မိသားစုဘဝစာဝတ်နေရေးအတွက် ူတို့မိသားစုဘဝရက်တည်နိုင်ရေးအတွက်စစ်ဘိုလ်ချုပ်တွေခိုင်းသမျှကိုအကုန်လုံးနေတာသူတို့မှဘာမျိုးချစ်စိတ်မှလည်းမရှိသလိုဟိုနိုင်လို့စိတ်လည်းမရှိဘူးအထက်ကအမိတ်ပေးလို့သူတို့သမင်းစားဖို့အတွက်သူတို့ရဲ့တခင်တွေအမိတ်ပေးသမျှအကုန်လုံးနေတာအဲ့ဒီတော့သူတို့ကိုအမိတ်မပေးသူတို့ကိုအမိတ်ပေးနေတဲ့တခင်တွေမရှိတော့ရင်စစ်သားတွေကိုအမိတ်ပေးနေတဲ့တခင်တွေမရှိတော့ရင်သူတို့ရောက်ရအရက်မှာအကောင်လုံးအသီးသီးလက်နက်ချသွားလိုက်မယ်အဲ့ဒီတော့ဒီမှာဒီ ဒီစစ်သားတွေကိုအမိတ်ပေးနေတဲ့တခင်တွေကိုဒါကျွန်တော်တို့ရှင်းထုတ်လိုက်ရင်ဒီတော်လိုင်းကလွလွယ်ကူကူရိုးရိုးရှင်းရှင်းလေးနဲ့ပြီးသွားလိမ့်မယ်အဲ့တော့အများကြီးစဉ်းစားနေကြမလို့အဲ့တော့ကျွန်တော်ဒီအမိတ်ပေးနေတဲ့စစ်အာဏာရှင်တွေကိုနေပြည်တော်ကိုဒီစစ်အာဏာရှင်ရှိနေတဲ့အရက်ဒေသဗျာနေပြည်တော်မှာရှိနေပြည်တော်ပေါ့ရန်ကုန်မှာရှိရန်ကုန်မန္တလေးမှာရှိမန္တလေးဒီဒီစစ်တပ်ကိုအမိတ်ပေးနေတဲ့သူတို့ရဲ့တခင်တွေကိုကျွန်တော်တို့ကရှင်းပြလိုက်တာနဲ့ စစ်ကြုံတွေကသူတို့ရောက်ရအရက်မှာလက်နက်ချသွားလိုက်မယ်တခင်မရှိရင်ဘာမှမလုပ်တတ်ဘူးအဲ့တော့ကျွန်တော်တို့ကတနိုင်ကံလုံးကိုလိုက်ပြီးသိနေကြလည်းမလို့တိုက်နေကြလည်းမလို့နော်ဟိုစစ်သားတယောက်မကြံဟိုတက်ပြစ်ရမယ်ဆိုတာမျိုးလည်းမဟုတ်ဘူးနော်အဲ့တော့ဒီစစ်သားတွေကိုဒီစစ်ကြုံတွေကိုအမိတ်ပေးနေတဲ့သူတို့ရဲ့တခင်တွေကိုရှင်းပြလိုက်တာ ਨੇ တနိုင်ကံလုံးကသူ့ဟာသူ့အလိုလိုအော်တိုမက်တစ်လက်နက်ချသွားလိမ့်မယ်အဲ့တော့ကျွန်တော်တို့တော်လန်ရေးကအကောင့်ပကတိအတိုင်းတေချာဖောက်အနိုင်ရကိုရမှာ ဲ့တော့ကျွန်တော်တို့ကြံရှိနေတဲ့အချိန်ကျွန်တော်တို့ကြံရှိနေတဲ့30ရာခိုင်နှုန်းကိုဆက်ပြီးတော့မှတရားရာခိုင်နှုန်းပြည့်အောင်အောင်မြင်မှုရဖို့အတွက်အရင်ကတည်းကအားလုံးတတ်နိုင်သမျှဘိုင်းဝန်ပြီးတော့မှအကျိုးစားပေးကြပါအားလုံးပဲ fight တယ်နော်